မမျိုးနဲ့ကတော့အမကလည်းအရန်ခယူးဆိုင်ပြီးရဲ့အရန်ချစ်ပြီးရဲ့တမီအရင်တယောက်လိုပဲကျမကြီးမကောင်းတာဆိုအမြဲတမ်းခဲလုတ်ပြီးရဲ့ပေါ့နော်အပြင်မှာအရန်ခင်တဲ့အမနဲ့ချင်းလို့ရှိရင်ချင်းပေမဲ့ကိုကျမကြီးဘာအမအလုပ်များနေတဲ့ဆိုမတွေးဖြစ်ဘူးအဲမွေးနေ့မှာတော့ရအောင်လာခဲ့ပြီးရဲ့အမဟုတ် မအရင်လှတော့လေဟိုအဲ့လိုမျိုးနှွေးထွေးမယ်လို့မထင်တာဟိုစစချင်းကကိုကရင်မရင်နေသေးဘူးအော်ငါ့ခင်မမလားမသိဘူးချစ်ပါမလားမသိဘူးစိမ့်စိမ့်ဖြစ်နေမလားမသိဘူးစီနီယာလည်းဖြစ်တယ်ဟိုပြီးတော့အရင်ဟိုငငယ်လေးကတည်းကတိလာတဲ့သူလည်းမဟုတ်ခုမှစဆုံဘူးတာဆိုအာဒါမဲ့မအဲ့လိုမဟုတ်တင်ပေးတယ်ဟိုပြောပြရဲစုံးမရဲအာတမိဒါဆိုဒီလိုလောက်ထားဆိုဘလို့ မာလေးဆိုဘလို့ပြောဘလို့ရှောင်းဟာအကုန်တင်ပြီးရဲ့အာတွေ့ရနဲ့ဆုံးမရဲ့အငြင်းပြောစရာအပြစ်ဘာမှမရှိဘူးခေါင်းစားခြေစုံခါကျအဲ့ရိုက်နေနေအဲ့တစ္ဆာပြင်နာစီစဉ်ရိုက်တော့ကြည့်ရလလေးခြေလေးရဆာကြည့်အယမ်းချစ်တာအယမ်းအဲ့လိုသွားကင်ချင်တာအဲ့လိုအသားလေးရဆာနုဣနေရောလေအဲ့လိုအဲဒီဇကားလေးရဇကားလေးရဲ့နာမည်ကဝိဇာတကွင်းပေါ့နော် ဒီကားထဲမှာရုံးကကလျာထင်းဆိုရဲဒီမင်းကလေးနေရာနေပါဝင်သွားမှာဖြစ်ပါတယ်ဟာအကြီးကတော့သူကအမ်ဘယ်လိုပြောမလဲဆိုတော့ဟိုအမေအဖေမရှိတော့တဲ့ကောင်မလေးအဲဝေးကလေးကနေပြီးအမေကဆုံးသွားတာပေါ့နော်မြေတွင်းထဲမှာဆုံးသွားတယ်အဲအဲ့တော့သူကမိဘမရှိဘဲနဲ့ကြီးပြင်းလာတယ်အဲနက်ကတော်ကမွေးစားထားတယ်အဲ့တော့နက်ကတော်စီမှာနေမဲ့ချစ်ချင်းကိုမခံရဘူး အမြဲတမ်းခံရတယ်။ခံရချိန်မှာကိုကကိုရဲ့ဒီအစွမ်းတတိယကြတော့လက်လာပါဆိုတော့ကို့ကိုမကောင်းတာမကောင်းလို့ပြုတ်မှုဆက်ဆံသူတို့ကန်ကန်ညံ့ပြီးတော့အဲ့လိုစီပေါ်လက်လာပိုင်းပိတ်တယ်ပေါ့အဲ့တော့ကို့ကိုကောင်းကောင်းမွန်မွန်သူတို့ကမချစ်ပဲနဲ့ဟန်ဆောင်ပြီးတော့ကို့ရဲ့လက်လာပါကိုလိုချင်လို့အဲဆောက်ရှောက်ထားရဆိုရယ်ပုံစံလေးပေါ့နော်အမိဘမေတ္တာငဲ့မယ်အဲပြီးလို့ရှိရင်အတူတူဘေးမှာအ နှစ်ယောက်နှစ်ယောက်ရှိရပေါ့နော်အကိုနှစ်ယောက်ရှိရပေါ့မောင်နှမလို့ချစ်ချစ်ခင်ခင်ရှိရအော်တငယ်ချင်းတွေပါအဓိကတော့အဲဥစားမှာနောက်ပိုင်းမှာအဲ့လိုပြဿနာလေးတွေရှိမယ်လူမျိုးပြဿနာလေးတွေရှိမယ်အာကိုခံရရလည်းရှိမယ်ဒရမာလေးလည်းပါမယ်ပေါ့နော်အဲနောက်ဆုံးမှာအဲနောက်ဆုံးမှာအကုန်လုံးကိုလွှတ်ချပြီးတော့ တရားဘာမလားပြုတ်သွားတယ်ပေါ့အဲအနုပညာလောကဝင်လာ၈နှစ်ရှိပြီပေါ့နော်၈နှစ်ကျော်ပြီရိုက်လာတဲ့ကားဆိုလို့ရှိရင်တော့ ဆယ်ကားကျော်လောက်တော့ရှိသစေတရေဝိစာဆိုတာဟိုပြင်လောကမှာတကယ်ရှိရဲ့အရာပေါ့နော်ဒါပေမဲ့တရေသစေကိုမမြင်ရဘူးဆိုပေမဲ့မရှိဘူးလို့ပြောလို့မရဘူးဟိုတချို့ကြောင့်လည်းဒါမရှိပါဘူးဆိုပြီးမယုံကြည်ကြအောင်ကိုကယုံကြည်နေရလားဆိုတော့မဟုတ်ပေမဲ့မမြင်ရတဲ့အရာကိုဟိုမယုံကြည်လို့လည်းမရဘူးဟို မရှိပါဘူးလို့ပြောလို့လည်းမရဘူးပေါ့နော်တချို့ကျတော့သိပ္ပံနည်းကြမှာဒါရီမရှိဘူးလက်မခံဘူးဆိုပြီးတော့ပြောကြရရှိတယ်ဒါပေမဲ့ဟိုမမြင်ရတဲ့အရာမမြင်ရတဲ့ပုံကမမြင်ရတဲ့အဆောင်ရှောက်တွေဆိုတာတပုံကြီးပေါ့နော်ဟိုဒါကလည်းကုကန်တရားနဲ့ဆိုင်ပြီးတော့လေမြင်ရမမြင်ရတွေကကွာခြားမယ်လို့ထင်ပါတယ်အဲ့တော့အခုကိုရိုက်ရတဲ့ဥစ္စာမှာစစချင်းဒီအင်ဒုပညာပြန်ပြီးခံပတ်နေနဲ့ပြန်ရိုက်တဲ့ဥစ္စာမှာလဲတရေကတရေကနေပြီးတော့အဲရိုက်လာတယ် တခုမှတော့ character မထက်သေးဘောเนาะအခုဒီဝိဇာတက်ကွင်းရလဲဒီဝိဇာဒီဘယ်လိုပြောမလဲသမထဝိပဿနာရှိရယ်ဘောเนาะအဲ့တော့အခုဒီဥစ္စာကြတော့အဲဂမ်ဘီယာဆန်ဆန်ဒီဝိဇာဘက် line ကိုသွားတဲ့ပုံစံလေးနောက်ဆုံးကြတော့ဘာပဲပြောပြောအကုန်လာဒီသမထဒီဝိပဿနာ line ကိုပဲ ကူပြောင်းသွားကြရဲဆိုပုံစံမျိုးလေး။ဘာကြီးလာဖြစ်လဲဆိုအဲ့ကြားထဲမှာရုပ်ရှင်ကြည့်တာပုံများပေါ့။ကွန်တီယူဆောင်ဖြစ်တဲ့အတွက်ရုပ်ရှင်တွေကြည့်ရဲဇလန်းတွေတရားနေလေးလာစရာရှိရလေးလာတယ်။ဒီဒီမြန်မာဇလန်းတွေလည်းကြည့်ပြတော့နိုင်ငံခြားဇလန်းတွေလည်းကိုအကုန်ကြည့်ဖြစ်ရ။ရိုက်ကူးရေးအကြီးမဟုတ်ရင်တော့မှကွန်မာရှယ်လောက်ကနေ့စဉ်နဲ့အမြတ်သွားရိုက်ပြီးတော့အိမ်မကက်ပဲနဲ့အလုံးလုံးနေရတဲ့အချိန်မှာရုပ်တရက်ဂျီတိုလိုမျိုးဟိုကိုဗစ်တွေဝင်လာတယ်။ အမ်ဒီအကြောင်းအရာအများကြီးဝင်လာတဲ့အချိန်မှာအလုပ်တရားနာဟိုပါဝါရယ်ပေါ့နော်ပါဝါပြီးတော့အာဒီကျမ်းမာယူပို့ပြီးဂယူဆိုင်ဖြစ်သွားပေါ့ပို့ပြီးဂယူဆိုင်မိသားစုအချိန်ပြီးရယ်ကျမ်းမာယူပို့ဂယူဆိုင်ဖြစ်ပြီးတော့အဲ့အချိန်မှာဟိုအလုပ်မရှိရတဲ့အချိန်မှာခါကြရင်ဟာတာတာကြီးဖြစ်သွားတယ်ခါကြရင်မနဲ့နိုးလို့ရှင်ဟာဒီနေ့ငါဘာရေကိုရှိလဲမသိဘူးနောက်ကျပြီလားမသိဘူးဆိုအဲ့လိုဖြစ်တဲ့အချိန်ကချက်ခါကြရင်အဲ့လိုရုပ်တရက်နိုးလို့ရှိဒီနေ့ဘာရှိလဲမသိဘူးအော်ဒီနေ့ဘာမရှိဘူးပဲဆိုအဲ့အဲ့လိုမျိုး ခံစားချက်လေးပေါ့နော်အဲအဲ့လိုမျိုးလေးတွေတော့ဖြစ်ခဲ့တယ်ဒါပေမဲ့အဲ့လိုတစ်ခါလေးကြာလို့ရှိရင်လည်းချို့ကြော်ညာကြီးလှမ်းဆက်တွေ့တယ်လှမ်းဆက်တွေ့တဲ့အချိန်မှာအဲ့ချိန်မှာဘာလို့မှမသိကိုကိုရန်အလဲလေးစိတ်တနေနေကြာလို့ဖြစ်ပြောလေရိုက်ကောင်းလားမရိုက်ကောင်းလားတော်ပါပြီမရိုက်တော့ပါဘူးအဲညီမမအာဟိုနေရောက်နေလို့ပါခီးထွက်နေလို့ပါဆိုပြီးတော့ချို့အလုပ်တွေဆိုကန်ဆယ်ဖြစ်တာပေါ့နော်အဲ့ကနေမှဒီ2020မှာအကယ်ဒမီဘူးပဲပြန်လုပ်မယ်ဆိုတော့ ငါ2019မှာငါစူးစမ်းခဲ့တာပင်မကံမီစူးစမ်းခဲ့တဲ့ဥစ္စာတော့ပြန်လုပ်မယ်ဆိုပြီးအဲ့ကနေပြန်ပြီးအာမွေးပြန်လုပ်ရာနေဆရာဂျုံလင်းနဲ့တွေ့ဖြစ်ပြီးတော့အဲတမီးမင်းသမီးဖြစ်ချင်လားဝါသနာပါလားတရုပ်ဆောင်ဟိုလှုပ်ချင်လားပေါ့ အဲ့ကနေပြီးတော့ဆရာကျွန်လင်းနဲ့လက်တွဲပြီးတော့ဟာ TTMC ကနေအခုဇလန်းနေဇကားကြီးပြန်ပြီးတော့ရိုက်ဖြစ်ခဲ့တာပေါ့အဲတေယုဆောင်ဘာလို့မဆိုတေယုဆောင်နဲ့ကတော့ကိုညှော်လင်းချက်တည်းကတော့အကြီးကြီးမြန်မှန်းကြပါဘောနော်ဒါပေမဲ့ကိုရဲ့အဲဒီလောကဝင်လာတဲ့ဟွာလဲလို့တဲ့ဟွာဆိုတဲ့အတွေ့အကြုံပေါ့အာတင်ကြားပေးတဲ့ဆရာကောင်းနေတွေ့တယ်ကိုကဟိုလောက်ခွင့်ရတဲ့အခွင့်ကောင်းနေကြုံတဲ့အခါကြလို့ရှိရင်တော့ဟို ကိုအတွက်ခြေလန်းတွေအများကြီးပွင့်လာမယ်လို့တော့ထင်ပါတယ်။အမမျိုးနဲ့ကကြတော့အဲ့ကားလေးထဲမှာအဲ့ဇလန်တွေထဲမှာတားမိတားမိဆိုတော့အမကလည်းအရန်ခယူးစိုက်ပြီးရအရန်ချစ်ပြီးရဟို သူဟိုတမီအရင်တယောက်လိုပဲကျမကြီးမကောင်းတာဆိုအမြဲတမ်းခဲလုတ်ပေးရပေါ့နော်ဟိုပြီးလို့ရှိရင်အဲ့အဲမှာဆိုလို့ရှိရင်လေတာမီရဲ့ဒီပြဿနာစကားအခြေတင်လေးရှိတယ်ပြီးလို့ရှိရင်အဲ့လိုကိုဆိုးပြီးတော့ဝော်တာတို့အမိဘကိုပြောတာလို့ဆိုရင်အမမမျိုးပြောသူငွေငါမခံစားနိုင်ငါလည်းလိုက်ငိုကျင်တယ်မိဘမြစ်တာဩမမျိုးကလည်းအမေဖြစ်တဲ့အတွက်ဒီကလေးတယောက်ဘေးမှာဖြစ်လို့ရှိရင်မိခင်စိတ်ကအပြည့်ရှိရဲ့ သူဖြစ်တော့ကိုပြောတဲ့မြောင်ညနာလဲပြီးနိုင်တာအပြင်မှာအရန်ခင်တဲ့အမနဲ့ချင်းလို့ရှိရင်ချင်းပေမဲ့ကိုကျမ်းမာကြီးဘာအမအလုပ်များနိုင်နေဆိုမတွေးဖြစ်ဘူးအဲမွေးနေ့မှာတော့ရအောင်လာခဲ့ပြီးအမဟုတ်ကျမကအဲ့လိုအရန်ဟိုဘယ်လိုပြောမလဲမအရန်လှတော့လေဟိုအဲ့လိုမျိုးနှွေးထွေးမယ်လို့မထင်တာဟိုစစချင်းကကိုက ရင်မရင်ဤသေးဘူး။အော်ငါခင်မမလားမသိဘူး။ချစ်ပါမလားမသိဘူး။စိမ့်စိမ့်ဖြစ်နေမလားမသိဘူး။စီနီယာလည်းဖြစ်တယ်။ဟောပြီးတော့အရန်ဟိုငငယ်လေးကတည်းကတိလာတဲ့သူလည်းမဟုတ်ခုမှစဆောင်ဘူးတာဆိုအာဒါမဲ့မအဲ့လိုမဟုတ်တင်ပေးတယ်ဟိုပြောပြရဲစုံးမာတယ်အာတမိဓာဆိုဒီလိုလောက်ထားဆိုဘလို့ဒါလေးဆိုဘလို့ပြောဘလို့ရှောင်းဟာအကုန်တင်ပေးရဲအာတွေ့ရနဲ့စုံးမာရဲအများတန်း ြည့်ရတယ်အဲ့လိုဘယ်လိုပဲမသိဘူးသဘောကိုကြားတာကိုကိုတည်းလည်းအဲ့လို main ကလေးတွင်ချစ်တဲ့သဘောကြားတက်လို့လားမသိဘူးလှတဲ့ main ကလေးမြင်ရောအရန်သဘောကြားမပြောစရာအပြစ်ဘာမှမရှိဘူးခေါင်းစားခြေစုံခါကျအဲ့ရိုက်နေနေအဲ့တစ္ဆာဖြစ်နာစီစဉ်ရိုက်တော့ကြည့်ရလက်လေးခြေလေးရဆာကျင်အရန်ချစ်တာအရန်အဲ့လိုသွားကင်ကျင်တာအဲ့လိုအသားလေးရဆာနုဣနေရောလေအဲ့လို ကျမ်းမာရေးအတွက်အမေရိကန်ချက်ကက်ကဖဖေးကတော့အမြဲတမ်း6လတစ်ကြိမ်လောက်စစ်ခိုင်းတာဒါပေမဲ့ကိုက6လတစ်ကြိမ်စစ်အမြဲတမ်းသွေးဖောက်နေတာအဲ့အရန်ကြောက်တော့လေအမြဲတမ်းစိတ်အောင်ဆိုပတ်ပြေးနေတော့ကျမ်းမာရေးဟိုအဖေတို့သွားလို့ရှိရင်သမီးရတယ်မလိုက်တော့ဘူးဆိုပြီးအမြဲနေခဲ့တဲ့အထဲမှာပါတော့အိတ်တန်နေရခံရတာပေါ့နော်မှန်တိုင်းပြောရလို့ရှိရင်ကိုကလို့တစ်နှစ်တစ်ခါ6လတစ်ခါအမြဲတမ်းစစ်သွားပြီးတော့ဟိုအမြဲတမ်းဒီ မျိုးသမီးဒီကိစ္စရတဲ့ဆိုအကောင်လုံးဂရုစိုက်မယ်ဆိုလို့ရှိရင်ဒီလောက်ကြီးတိဖြစ်လာမယ်လို့မထင်ဘူးဟုတ်ကဲ့အဲ့လိုပေါ်စားခဲ့ရပြီးတော့မအားတာနဲ့ဒီအလုပ်တွေများတာနဲ့ဒီကျမ်းမာရေးကိုဒီဒီအပေါ်ယံမြင်ရတာတော့ပဲဂရုစိုက်ဖြစ်တာအတွင်းထဲမှာမမြင်ရတဲ့ဂရုမစိုက်ဖြစ်တော့ခါကြလို့ရှိရင် စုပြုံပြီးခံရတာတွန်းလင်းနဲ့ဝင်သွားပြီဆိုခဲခဲနဲ့ရောက်ရင်မျက်ရည်ပေါက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 ်ကြပြီကြောက်ဟိုတယောက်တည်းဆိုလေဘလို့လဲမသိအဲ့ဝန်းနေမှုကြီးကအဲ့လိုအထီးအထီးကျန်တာမဟုတ်ဘူး ဘေးမှာအမ်အမေလည်းမပါဘူးအပြင်မှာစောင့်နေမှန်တော့သိရဲ့ဘေးမှာကိုယ့်လက်ကိုကင်ထားပေးမဲ့အမေမရှိဘူးဆိုတော့ကြောက်တယ်အဲဘေးထဲမှာတမိမကြောက်နဲ့တော့ဘာမှမဖြစ်ဘူးလို့ပြောပြမယ်လဲအိတ်ခါလေးအဲ့လိုမကြောက်နဲ့တော့လို့ပြောရင်လူကပိုကြောက်ပြီးငိုခြင်းလားအော်အော်ဒါငါကောင်းဖို့အတွက်ငါကျမ်းမာဖို့အတွက်ငါအလုပ်တွေဆက်လုပ်နိုင်မှုအတွက်ဆိုရဲခံစားခြင်းနဲ့စူးစမ်းတော့ အဲဒီဝိဆာတက်ကွင်းဒီ serial လေးထွက်လာလို့ရှိရင်အပိတ်ကြပါအောင်အဲရောအကောင်းဆုံးဒီကလျာထိန်ဆွဲ character လေးကိုပေါ်လင်းတောင်းကောင်းဆုံးကြိုးစားပြီးတိရောက်ဆောင်သွားပါမယ်။အဲအဓိကပေါ့နော်ဒီပြိသက်တွေဇီယာနေပြီးတော့မှတ်ချက်လေးတွေကဒီပြိသက်တွေရဲ့မှတ်ချက်တွေကဒီအမှုပညာရှင်တွေအတွက်ပို့ပြီးတော့ဟို အရင်အရေးပါလို့ခံစားရပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့သူတို့မှတ်ချက်လေးတွေကြည့်ပြီးတော့ဝမ်းသာရတယ်ပီတိဖြစ်ရတယ်ပြီးလို့ရှိရင်ကိုပြုတ်ပြင်စရာလေးရှိရင်ပြုတ်ပြင်ရတယ်ဒါလေးတွေအမှတ်သားစရာလေးပေါ့အဲ့အတွက်အဲထွက်လာလို့ရှိရင်ဝေဖန်ပေးပါတုံ့တက်ပေးပါလို့ပြောချင်ပါတယ်ရှင့်။ကျေးဇူးတင်ပါတယ်။